င်္ဂလာပါရှင်။တလင်ထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်မှာကမ္ဘာသတင်းဌာနကြီးတွေမှာတပတ်တွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရသတင်းတွေကိုကောင်းနှုတ်တင်ဆက်ပေးသွားပါမယ်။ယခုတစ်ပတ်ကောင်းနှုတ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့တာလီဘန်အကြီးအကဲခေါင်းဆောင်တွေပေါ်စွန့်ဝေထုတ်ထားမှုအမေရိကန်ရုတ်သိမ်းတဲ့သတင်း American ရွေးကောက်ပွဲပြုပြင်ပြောင်းလဲဖို့ရည်ရွယ်တဲ့ဥပဒေ Trump လက်မှတ်ရေးထိုးခဲ့တဲ့တဲ့င်းနဲ့ Gaza မှာ Hamas အဖွဲ့ကိုလူရပေါင်းများစွာဆန္ဒပြခဲ့တဲ့တဲ့င်း တရုတ်ဟာအမေရိကန်အတွက်အကြီးမားဆုံးစစ်ရေးနဲ့စိုက်ဘာအန္တရာယ်ဖြစ်လာတဲ့အကြောင်းစားရေးစိတ်ဝင်စားဖွယ်ရာသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်ရှင်။တာလီဘန်အစိုးရအဖွဲ့ရဲ့ပြည်ထရေးဝန်ကြီးဖြစ်သူဟက်ကာနီစစ်သွေးကြအဖွဲ့ခေါင်းဆောင်အပါအဝင်အာဖဂန်နစ္စတန်ရှိစစ်သွေးကြအဖွဲ့အကြီးတန်းခေါင်းဆောင်တွေအတွက်ထုတ်ပြန်ထားတဲ့စုတော်ငွေဒေါ်လာတန်ပေါင်းများစွာကို အမေရိကန်ကပြန်လည်ရုပ်သိမ်းလိုက်ပါတယ် အမေရိကန်နဲ့အိန္ဒိယတန်ယုံများနေတိုးတပ်ဖွဲ့တို့ကိုတိုက်ခိုက်မှုအပါအဝင်အာဖဂန်နစ္စတန်မှာအမေရိကန်ဦးဆောင်တဲ့စစ်ပွဲအတွင်းအထင်ကရတိုက်ခိုက်မှုတွေကိုဟက်ကာနီအဖွဲ့ကပြုလုပ်ခဲ့တယ်လို့စွပ်စွဲထားတာဖြစ်ပါတယ်။လက်ရှိမှာတော့အဲ့ဒီအဖွဲ့ဟာအာဖဂန်နစ္စတန်အစိုးရအဖွဲ့မှအဓိကအဖွဲ့ဝင်တွေဖြစ်လာခဲ့ပါတယ်။ Trump ရဲ့ပထမသမ္မတအသက်တမ်းအတွင်းအမေရိကန်နဲ့တာလီဘန်အဖွဲ့ကြားသဘောတူညီမှုတရရယူပြီးတဲ့နောက်2021ခုနှစ်ကနိုင်ငံသားတပ်တွေအာဖဂန်နစ္စတန်ကထွက်သွားပြီးတဲ့နောက်နိုင်ငံကိုတာလီဘန်တွေထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။2022ခ ုနှစ်ကတည်းကဖမ်းဆီးထားတဲ့အမေရိကန်ကဘာလက်ခရီးသွားတူပြန်လည်လွတ်မြောက်ရေးကော်ဘူးမြို့မှာတာလီဘန်အရာရှိတွေနဲ့အမေရိကန်အရာရှိတွေတွဲဆုံပြီးတဲ့နောက်ရက်ပိုင်းအကြာမှာတာလီဘန်ခေါင်းဆောင်များပေါ်စုတော်ငွေထုတ်ပြန်ထားမှုတွေကိုပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်စစ်သွေးကြွအဖွဲ့ရဲ့အကြီးတန်းခေါင်းဆောင်များပေါ်စုတော်ငွေထုတ်ပြန်မှုပြန်လည်ရုပ်သိမ်းလိုက်ပေမဲ့နိုင်ငံသားအကြမ်းဖက်အဖွဲ့ဖြင့်အမေရိကန်ကသတ်မှတ်ထားဆဲဖြစ်တယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနပြောဝေးဆိုခွင့်ရှိသူကအတည်ပြုပြောကြားခဲ့ပါတယ်။ ဟက်ကာနီအဖွဲ့ခေါင်းဆောင်ကိုစုတော်ငွေဒေါ်လာ၁၀တန်းထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ဒီလိုစုတော်ငွေကိုရုတ်သိမ်းလိုက်တာကမမီတို့အစိုးရရဲ့တန်တမာရေးကြိုးပမ်းမှုရလက်ဖြစ်တယ်လို့တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောကြားထားပါတယ်။ American Federal ရွေးကောက်ပွဲတွေကိုပြုပြင်ပြောင်းလဲဖို့ရည်ရွယ်တဲ့အထူးမိန့်တရက်အား American သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။ ဥပဒေထဲမှာပြည်내တွေအနေနဲ့အဝေးရောက်မဲတွေလက်ခံရမယ့်အချိန်ကိုကန့်တတာမဲပေးမဲ့သူတွေနိုင်ငံသားဖြစ်ကြောင်းဖော်ပြဖို့လိုအပ်တာတွေပါဝင်တယ်လို့သိရပါဗျ။ ဒီဥပဒေကြောင့်နိုင်ငံကူးလက်မှတ်အလွယ်တကူမပြနိုင်သူတွေဒါမှမဟုတ်မဲပေးခွင့်ရှိကြောင်းတက်တည်ထူဖို့လိုအပ်တဲ့တခြားစာရွက်စာတမ်းတွေအလွယ်တကူမပြနိုင်တဲ့အမေရိကန်နိုင်ငံသားတန်ပေါင်းများစွာဟာမဲပေးခွင့်ဆုံးရှုံးနိုင်တယ်လို့အမေရိကန်ပြည်နယ်တွေမှာရွေးကောက်ပွဲကျင်းပပုံနဲ့ပတ်သက်လို့ကြေပြန့်တဲ့ဥပဒေဆိုင်ရာလုံပိုင်ခွင့်တွေရှိတာကြောင့်အဲ့ဒီအထူးအမိန့်ကိုဘလို့အကောင့်ထဲပေါ်ကြီးကြပ်မလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး American ရွေးကောက်ပွဲရဲ့ဂုံတိတ်ခတည်တန်းစေရင်ကာကွယ်ဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ထုတ်ပြန်တဲ့အဲ့ဒီအမိန့်ကို Trump က အင်ပြူတော်မှာမတ်လ25ရက်နေ့ကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲလိမ်လည်မှုဒီအသုံးနှုန်းကိုခမရတို့ကြားပူကြမှာပါ။ကျွန်တော်တို့ဒါကိုအဆုံးသတ်ဖြစ်ဖို့မျှော်လင့်ပါတယ်လို့ Trump ကပြောပါတယ်။ရွေးကောက်ပွဲအတွက်အခြေခံလိုအပ်ချက်များအားပြည်내တွေကပြဋ္ဌာန်းဖို့ပြက်ကွက်ခဲ့မယ်ဆိုရင်အင်ပြူတော်နဲ့ပူးပေါင်းမဆောင်ရွက်ဘူးဆိုရင်ဒါမှမဟုတ်နိုင်ငံသားဖြစ်ကြောင်းတသက်ပြားစရာမလိုဘူးလို့သတ်မှတ်ခဲ့မယ်ဆိုရင် Federal ရန်မုံငွေအထောက်ပံ့ရန်ဆိုင်ခံရမှာဖြစ်တယ်လို့အဲ့ဒီအထူးမင်းကြေညာချက်မှာဖော်ပြထားပါတယ်။ 1996လူဝင်မှုအဥပဒေအရ American Federal ရွေးကောက်ပွဲတွေမှာနိုင်ငံသားမဟုတ်သူတွေမဲပေးခွင့်မရှိဘူးလို့သတ်မှတ်ထားပါတယ်။ပြည်နယ်အတိုင်းမှာမဲပေးဖို့အတွက် American နိုင်ငံသားဖြစ်ကြောင်းလျှောက်လွှာဖြည့်တွင်းတင်ပြဖို့လိုအပ်ပေမဲ့စာရဲစာရင်တက်တည်ပြစရာမလိုအပ်ပါဘူး။အမေရိကန်မှာတရားမဝင်ရွှေပြောင်းနေထိုင်သူတွေမဲပေးမှုနည်းနည်းလေးပဲရှိနေမယ်လို့ကြွမ်းကျင်သူတွေကပြောကြားထားပါတယ်။ အစ္စရေးနဲ့စစ်ပွဲစတင်ပြီးနောက်ပိုင်းအကြီးမားဆုံးဆန္ဒပြပွဲဖြစ်လူရပေါင်းများစွာလမ်းမော်ထွက်ဆန္ဒပြပြီးဟာမတ်အဖွဲ့အာဏာလက်လွတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်နမတ်တုတ်တွေကင်ထားပြီးတနက်ကင်ထားသူတချို့ပါဝင်တဲ့မျက်နှာပုံးတက်ဟာမတ်အဖွဲ့ဝင်တွေကဆန္ဒပြသူတွေကိုအင်အားသုံးဖြိုခွင်းပြီးအကြမ်းဖက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဂါဇာမြောက်ပိုင်းဘစ်လာဟီယာမြို့မှာမတ်လ25ရက်နေ့ကလူငယ်တွေလမ်းမပေါ်မှာခြိတက်ပြီးဟာမတ်အဖွဲ့ကိုထွက်သွားလို့တောင်းဆိုနေကြပုံဗီဒီယိုဖိုင်တွေကိုတက်ကြွလှုပ်ရှားသူတွေကလူမှုမီဒီယာပေါ်မှာမျှော်ဝေခဲ့ကြတာပါ။အစ္စလာမစ်ဟီဂျက်တွေကအစ္စရေးကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်အဲ့ဒီမြို့မှာနေထိုင်သူတွေဘေးကင်းရာပြောင်းရွှေ့ကြဖို့ကြေညာခဲ့တဲ့အတွက်ဒေသခံတွေကဒေါသထွက်ခဲ့ကြပါဗျ။ ဒီလိုအခြေအနေကြုံပြီးတရက်အကြာဂါဇာမြောက်ပိုင်းမှာဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဟာမတ်စ်လိုလားသူတွေကစန်းကျင်ဆန္ဒပြသူတွေဟာတစ္ဆာဖောက်တွေဖြစ်တယ်လို့ပြောဆိုပြီးဆန္ဒပြတာတွေဟာဘာမှအရေးမကြီးတယ်လို့ပြောဆိုနေကြပါတယ်။ ဟာမတ်စ်အဖွဲ့ကတော့သူတို့ကိုစန်းကျင်တဲ့ဆန္ဒပြပွဲနဲ့ပတ်သက်လို့မှတ်ချက်မပေးသေးပါဘူး။နှလာနီပါကြအပြည့်ရက်ဆဲထားပြီးတဲ့နောက်အစ္စရေးကဂါဇာမှာမြေပြင်ထိုးစစ်ပြန်လည်စတင်ခဲ့ပါတယ်။အစ္စရေးဟာဇန်နဝါရီကကနအူးသဘောတူခဲ့တဲ့အပြည့်ရက်သတ်မှတ်ချက်တွေကိုလိုက်နာမှုမရှိဘူးလို့ဟာမတ်စ်အဖွဲ့ကဆွဆွဲပြီးအစ္စရေးကဟာမတ်စ်အဖွဲ့ဟာအပြည့်ရက်သဘောတူညီမှုတပ်တန်းတိုးရေးအမေရိကန်အစိုးပြုချက်တွေကိုပယ်ချခဲ့တယ်ဆိုပြီးအပြစ်တင်ထားပါတယ်။ မရှာဆက်ရှိရနေ့ကအစ္စရေးလေကြောင်းတိုက်ခိုက်မှုတွေပြန်လည်စတင်ပြီးတဲ့နောက်ပါလက်စတိုင်းသားယာပေါင်းများစွာတည်ဆုံခဲ့ပြီးထောင်ထဲချီတဲ့လူတွေဟာစပေးချောင်းနေကြရပါတယ်။တရုတ်ဟာအမေရိကန်အတွက်အကြီးမားဆုံးစစ်ရေးနဲ့စိုက်ဘာအန္တရာယ်ဖြစ်တယ်လို့အမေရိကန်ထောက်လန်းရေးအေဂျင်စီတွေမတ်လ25ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ပေကျင်းဟာထိုင်ဝမ်ကိုသိမ်းပိုက်ရင်အမြဲမပြတ်ပြင်ဆင်နေတယ်လို့လည်းအဲ့ဒီအစီရင်ခံစာမှာဖော်ပြပါဗျာ တရုတ်မှာတမယိုးကျလက်နက်တွေနဲ့အမေရိကန်ကိုတိုက်ခိုက်နိုင်စွမ်းရှိပြီးစိုက်ဘာတိုက်ခိုက်မှုလှုပ်ဆောင်နိုင်တဲ့စွမ်းရည်လည်းရှိတယ်လို့အမေရိကန်ထောက်လန်းရေးအေဂျင်စီတွေကပြောပါတယ်။2030ရောက်ရင်တရုတ်ဟာမှန်ညံတူနီးပညာမှာအမေရိကန်ကိုကြော်တက်ပြီးကမ္ဘာနံပါတ်1ဖြစ်လာနိုင်တယ်လို့လည်းသူတို့တွေကဟောကိန်းထုတ်ထားတာပါ။ယူကရိန်းကိုရုရှားကကျူးကျော်တိုက်ခိုက်နေချိန်အီရန်နဲ့အတူရုရှားတရုတ်နဲ့မြောက်ကိုရီးယားတို့ကအမေရိကန်ကိုစိန်ခေါ်နေကြပါတယ်။ တရုတ်စစ်တပ်မှာအတန်ထက်ပုံမြန်တဲ့ဒုံကြီးတွေရေငုပ်သင်းမောတွေနဲ့ကိုပြောက်တိုက်လေရင်တွေပုံမပိုင်းဆိုင်လာတယ်လို့လည်းအစီရင်ခံစာမှာဖော်ပြထားပါတယ်။အမေရိကန်တို့ဝင်ရောက်လာနေတဲ့ဖန်တနိုင်းမှုရဲ့စေတွေအတွက်အဓိကပါဝင်ပစ္စည်းတွေဟာတရုတ်နိုင်ငံကထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ Trend ကတရုတ်ကုန်ပစ္စည်းတွေပေါ်အခွန်တိုးကောက်ပြီးတဲ့နောက်တရုတ်ကအမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲအပအဝင်ဘလို့စစ်ပွဲမျိုးမဆိုအဆုံးထိတိုက်ခိုက်သွားမယ်လို့ပြောဆိုထားပါတယ်။ တန်လွင်ထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေ match လနောက်ဆုံးပတ်အတွင်းကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါဒီအစီအစဉ်ကိုပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ပတ်ဒီမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်တန်လွင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်